ာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အတွေ့အကြုံကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိမ့်ပါ။ဒီကနေ့မတ်လ31ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ပြည်တော်စုလွှတ်တော်ကုစားပြုကော်မတီက Ethiopia Watch It နေ့ရက်မြတ်နှုတ်ခွန်းဆက်ဆုတောင်းသွင်းလွှာပေးဖို့တဲ့တဲ့။ အမျိုးသားညီညွတ်ရေးအစိုးရကအီသူဖက်ဒယ်ဝါချူအစ်ဆူတောင်းသွင်းလွှာပေးပို့တဲ့တဲ့င်စစ်တောင်းမြုံဝမ်စိုးမိုးနယ်မြေတွေကငလျင်တန်တဲ့ပြည်သူတွေကိုပကဖနဲ့ PDF တွေကကယ်ဆယ်ရေးလှုပ်ဆောင်ပြီးထောက်ပံ့ငွေပေးအပ်တဲ့တဲ့င်နိုင်ငံတကာအတိုင်ဝန်အနေဖြင့်အကူအညီများကိုဓာတ်ရိုက်နည်းလမ်းများဖြင့်ပေးအပ်ရတဲ့အကြံဖတ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုစစ်ကြောင်းထုတ်မှုတွေရက်ဆိုင်ရေးဆောင်ရွက်ပေးရန် NLD တိုက်တွန်းတဲ့တဲ့င်အကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကို VIMSTEC ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်မပြုဖို့အရက်ပတ်အဖွဲ့စည်း300ကျော်တောင်းဆိုတဲ့တဲ့တင်အကြံဖတ်ဆေအုစုကဆလင်းမြို့နယ်အတွင်း Jet Fighter နဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့တဲ့တင်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတခုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးအနာရှင်တော်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့တင်တွေပဲဖြစ်ပါတယ်ပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီက Ethiopia Watch in ရမျက်နှုတ်ခွန်းဆက်စုတောင်းတဝင်လှပပေးပို့တဲ့သတင်းပါ ီတော်စုလှတ်တော်ကုစားပြုကော်မတီ CRPH ကဧသူဖက်ဒယ်ဝါချုအင်းနေရက်မြတ်နှုတ်ခွန်းဆက်ဆူတောင်းတဝင်လွာကိုမတ်လ30ရက်နေ့ရက်စွဲနဲ့ပေးပို့လိုက်ပါတယ်။တဝင်လွာထဲမှာပြင်းထန်တဲ့ငလျင်လှုပ်ခတ်တဲ့အချိန်ကအစ္စလမ်ဘာသာဝင်များရဲ့နေဒူးနေမြတ်ဖြစ်တဲ့တောက်ကြာနေမှာစုပေါင်းဝေးပြူနေတဲ့အတွက်ဝေးပြူလာသူအစ္စလမ်ဘာသာဝင်အများအပြားမြင့်မြတ်သောရှဟီဒီများအဖြစ်ကွယ်လွန်သေဆုံးခဲ့ရပြီးယနေ့အနှစ်အချိန်ခါတမယားကကျန်ရစ်သူမိဘမောင်ဘွားညီကိုမောင်နှမများ ဆွေမျိုးများနဲ့အတူပူဆွေးတော့ကရောက်နေရခြင်းဖြစ်တဲ့အတွက်ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီအနေဖြင့်အစ္စလမ်ဘာသာဝင်မိသားစုများနဲ့ထပ်တူခန်းစားရပါကြောင်းဖော်ပြထားပါတယ်။ရမဒန်လအတွင်းဥပုသ်တီလာစောက်တည်ခဲ့ကြတဲ့အစ္စလမ်ဘာသာဝင်မိဘပြည်သူများညီကိုမောင်နှမများအနေဖြင့်ဝါကျွတ်အင်းနေပွဲတော်ကိုပုံမှန်အားဖြင့်ပျော်ရွှင်ချမ်းမြေ့စွာလှူဒန်းပေးကမ်းခြင်းကျွေးမွေးခြင်းများဖြင့်ကျင်းပလိရှိကြတော်လဲ ်မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့အင်အားပြင်းငလျင်9.9ရေစတာစကေးလှုပ်ခတ်ခဲ့တာကြောင့်လူမျိုးဘာသာဝင်အသီးသီးရဲ့တာသနီကအဆောက်အဦများပြိုကျပျက်စီးခဲ့ရတာပါ။ကွယ်လွန်သူများပေါ်အလားရှင်မြတ်တော်ထံမှငြိမ်းချမ်းစွာနဲ့ကောင်းမွန်သောအဆင့်တန်းတွေရှိပါစေကြောင်းနဲ့ကျန်းရင်သူမိသားစုဝင်များကိုလည်းပြည့်ဝသောခန္တီတရားနဲ့အတူကြံ့ကြံ့ခံရက်တည်နိုင်သောစိတ်ဆွမ်းအားများကိုအလားရှင်မြတ်ထံတော်မှအစာပေချီးမြှင့်ပါစေကြောင်းလည်းတဝင်လွှာမှဖော်ပြထားပါဗျာ။ ဒါအပြင်အစ္စလမ်ဘာသာဝင်များရဲ့ထူးမြတ်သောအီသိုဖက်ဒဲဝါကျွ်အင်းနစ်နေဒူးနိမ့်မြတ်အချိန်ခါသမယမှာအစ္စလမ်ဘာသာဝင်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေကြောင်းလဲ CRPH ကဆုတောင်းမေတ္တာပို့သထားပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရကအီသိုဖက်ဒဲဝါကျွ်အစ်ဆုတောင်းသွင်းလွှာပေးပို့တဲ့သတင်းပါ။အမျိုးသားညီညွတ်ရေးအစိုးရကဒီကနေ့ကြာရောက်တဲ့အစ္စလမ်ဘာသာဝင်တို့ရဲ့ Eid al-Fitr ဝါကျွတ် Eid ဆုတောင်းသွင်လွှာကိုပေးပို့လိုက်ပါရယ်။ တဝင်းလော်ရဲမှာယနေ့ကြာရောက်တဲ့ Indofedel Watchu Inni နေဒူးနေမြက်အချိန်ခါသမယမှာအဖက်ဖက်ကခြိနေကဝမ်းနေပူဆွေးနေရတဲ့မြန်မာနိုင်ငံကအစ္စလမ်ဘာသာဝင်များအားလုံးဘေးပေါင်းမှကင်းဝေးကြစေရန်ညှို့ငယ်သောစိတ်ဖြင့်ဆုတောင်းမေတ္တာပို့သတယ်လို့ဖော်ပြထားပါတယ်။မြန်မာနိုင်ငံအတွင်းမိတင်းနေထိုင်ကြတဲ့အစ္စလမ်ဘာသာဝင်များကအကြမ်းဖက်စစ်ကောင်စီရဲ့နေစဉ်ရက်ဆက်ဘုံကျဲတိုက်ခိုက်ခြင်းမတရားဖမ်းဆီးခြင်းနဲ့အရွယ်ရောက်ပြီးသူများကိုစစ်မှုမထမ်းမနေရတတ်မှတ်ပြီးလိုက်လံဖမ်းဆီးခြင်း စတဲ့လူမဆန်သောအကြမ်းဖက်လုပ်ရများကြောင့်အစ္စလမ်ဘာသာဝင်အပေါင်းတို့ကရမဒန်ဥပုလ္လအားစိတ်အေးချမ်းသာစွာဖြတ်တန်းနိုင်ခြင်းမရှိခဲ့ဘူးလို့တဝင်းလွှာမှာဖော်ပြထားပါတယ်။ဒါ့အပြင် Ristarske 9.3အဆင့်ရှိအင်အားပြင်းငလျင်နဲ့7မိနစ်အကြာထပ်မံလှုပ်ခတ်ခဲ့တဲ့ Ristarske 6.4အဆင့်ရှိအင်အားအသင့်တင့်ငလျင်တို့ကြောင့်မြန်မာနိုင်ငံအတွင်းထိခိုက်ပျက်စီးမှုများကြီးမားခဲ့ပြီးဖျားကြောင်းကန်စီရီပထိုးများတာသနိကအဆောက်အအုံများဗလီဝိပြုကြောင်းတော်များနဲ့ပြိုကျပျက်စီးခဲ့ရပြီး အသက်သေဆုံးမှုနဲ့ဒဏ်ရာရရှိသူများလည်းစိုးရိမ်စရာအခြေအနေထိဖြစ်ပေါ်နေပါဗျ။အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်ငလျင်ဘေးကြောင့်ထိခိုက်ဒဏ်ရာရသူများအားအသက်ဘေးမှလွတ်မြောက်စေရေးအတွက်အစွမ်းကုန်ကူညီကြရန်နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီများဆောင်ရွက်နိုင်ရန်အတွက်ငလျင်တန်းတင့်ဒေသများနဲ့ဆက်ဆက်သောခရိုင်များအတွင်ခုခံကာကွယ်စစ်မှလွှဲပြီးထိုးစစ်အလုံးရတတပတ်နှစ်ပတ်ကြာရပ်ဆိုင်ထားရန်လိုအပ်တဲ့အကူအညီနဲ့ကာကွယ်စောင့်ရှောက်မှုများပေးရန်ညွှန်ကြားထားပါသည်။ ငလျင်လှုပ်ခတ်ခြင်းကတောက်ကြနေဝပြုခြင်းဂျွန်မာဆလတ်နဲ့တိုက်ဆိုင်နေခဲ့ပြီးအစ္စလမ်ဘာသာဝင်အများအပြားငလျင်ဘေးကြောင့်တည်ဆုံးခဲ့ရခြင်းပေါ်အမျိုးသားညီညွတ်ရေးအစိုးရကယူကျုံးမရဖြစ်ကာကာယကံရှင်မိသားစုများနဲ့အတူထတ်တူထက်မြဝမ်းနည်းပူဆွေးရတယ်လို့တဝင်းလှော်မှာဖော်ပြထားပါတယ်အဒူဖာဒနီဆိုတာဥပုပ်ဆောင်ထင်းခြင်းမြင့်မြတ်သောသီလနဲ့တရားဘာဝနာအားထုတ်ခြင်းကုသိုလ်ကောင်းမှုပြုလုပ်ခြင်းနွမ်းပါသူများအားလှူဒန်းခြင်းအစရှိတဲ့ကောင်းမှုကုသိုလ်အပေါင်းကိုပြုလုပ်ပြီးတကာလတလတာကျင့်ကြံခဲ့တဲ့ရမဒန်လမြတ်ကုန်ဆုံးခြင်းရဲ့အမှတ်တင်ဂေတာအဖြစ် ်မင်္ဂလာပေါင်းခါညောင်းစီကြောင်းမိသားစုဝင်များမိတ်ဆွေတင်ဃဟများအိန္ဒိယချင်းများအတူစီးလုံးစွာကျင်းပခဲ့တဲ့နေဒူးနေမြတ်တရက်ဖြစ်ကအစ္စလမ်ဘာသာဝင်တို့ရဲ့ပျော်ရွှင်ပွဲရာကောင်းကြီးမင်္ဂလာအပြားပြားနဲ့ပြည့်စုံတဲ့နေ့ဖြစ်ပါတယ်ဂုတင်ဆက်ပေးမဲ့တရင်ကတော့စစ်တောင်းမြဝန်စိုးမိုးနေမြေတွေကငလျင်ဒန်တင့်ပြည်သူတွေကိုပကဖနဲ့ PDF တွေကကယ်ဆယ်ရေးလှုပ်ဆောင်ပြီးထောက်ပံ့ငွေပေးရတဲ့တရင်ပါစစ်တောင်းမြဝန်ဒေသမှာရှိတဲ့အမျိုးသားညီညွတ်ရေးအစိုးရစိုးမိုးနယ်မြေတွေကငလျင်တန်တဲ့ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖနဲ့ PDF တွေကကဲဆဲရေးတွေလှုပ်ဆောင်ပေးနေပြီးထောက်ပံ့ငွေတွေပေးအပ်နေတယ်လို့သိရပါဗျ။ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်3503တပ်ရင်းဒေါင်းဖြူစစ်ကြောင်းတို့ပူးပေါင်းပြီးစစ်တောင်းမြဝမ်းနဲ့စိုးမိုးနယ်မြေများအတွင်းကငလျင်တန်းကြောင့်ပျက်စီးခဲ့ရတဲ့အိုးအိမ်များလန်ဒရာများပြန်လည်ပြင်ဆင်ရေးတွေကိုမနေ့ကကူညီဆောင်ရွက်ပေးနေတာပါ။ ဒါအပြင်ဖြူပါကဖကပြန်လည်ထူထောင်ရေးအတွက်73သိန်းကျပ်လှူဒန်းပေးခဲ့တယ်လို့လည်းသိရပါဗျ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတကာအတိုက်အဝန်းအနေဖြင့်အကူအညီများကိုတိုက်ရိုက်နီးလန်းများဖြင့်ပေးအပ်ရန်နဲ့အကြံဖတ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုစစ်ကြောင်းထုတ်မှုတွေရက်ဆိုင်ရေးဆောင်ရွက်ပေးရန် UNDP တိုက်တွန်းတဲ့သတင်းပါ။လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်မဲ့နိုင်ငံတကာအတိုက်အဝန်းအနေဖြင့်အကူအညီများကိုသက်ဆိုင်ရာဒေတာများနဲ့ဓာတ်ရိုက်ရောက်နိုင်တဲ့နည်းလမ်းများဖြင့်ပေးအပ်ရန် အကြံဖတ်စစ်ကောင်စီရဲ့အယက်သားပြည်သူလူထုအပေါ်လေကြောင်းမှတိုက်ခိုက်မှုများနဲ့စစ်ကြောင်းထိုးဝင်ရောက်ဖမ်းဆီးတပ်ဖြတ်မှုများရပ်ဆိုင်းစေရေးကိုတဘာတဲ့ဆောင်ရွက်ပေးရန်အတွက်လဲ NLD ဗဟုအလုပ်ကော်မတီကတိုက်တွန်းလိုက်ပါတယ်။ဒါအပြင်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ငလျင်တန်းခံရတဲ့ဒေသတွေမှာထိုးစစ်ခိတ္တရပ်ဆဲမဲ့အစီအစဉ်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကကြိုဆိုတယ်လို့မတ်လ30ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့2025ခုနှစ်မတ်လ29ရက်နေ့ကကြေညာခဲ့တဲ့ ငလင်းတန်ခံရတဲ့ဒေသများအတွင်ထိုးစစ်ခိတရက်စဲမဲ့အစီအစဉ်ကြီးညာချက်ကိုကြိုဆိုပါတယ်လို့ NLD ဗဟုအလုပ်ကော်မတီကထုတ်ပြန်လိုက်တာပါ။ဒါ့အပြင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့်တော်လကောင်းပါတီဝင်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်တော်လကောင်းရောက်ရှိရာဒေသများမှာငလင်းတန်ခံစားနေရသူများနဲ့နောက်ဆက်တွဲဆိုးကျိုးများကိုကုစားနိုင်ရေးအတွက်ဖြစ်နိုင်တဲ့နည်းလမ်းများဖြင့်တအားသရွေ့ကူညီသွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဆိုပါအင်အားပြည့်ငလျင်လှုပ်ခတ်မှုများကြောင့်ထိခိုက်ပျက်စီးမှုများကြားမှပိတ်မိနေသူများအ мян ဆုံးကယ်တင်နိုင်ရေးနဲ့ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပံ့ပိုးပေးနိုင်ပါရန်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်ဝန်းနဲ့ပြည်တွင်းပြည်ပလူမှုအဖွဲ့အစည်းများအားအလေးနက်ထားပြီးမေတ္တာရက်ခံတောင်းဆိုရဲလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြည်သူများကအကြမ်းဖက်ဆဲအုပ်စုရဲ့အာဏာသိမ်းမှုကြောင့်ပြည်တွင်းစစ်တံကိုခံနေရပြီးယခုကဲ့သို့သဘာဝ ငလျင်ဘေးဒဏ်ကိုထပ်မံဆိုးရွားစွာခံစားနေရချိန်မှာအာနာလူ အကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေပြည်သူတွေကို တိုက်ခိုက်တပ်ဖြတ်မှုတွေလုပ်နေတယ်လို့လည်း NLD ကပြောပါတယ်ထမံတင်ဆက်ပေးမဲ့သတင်းကတော့အကြံဖက်စစ်ကောင်းဆောင်မဲအောင်လိုင်းကို BIMSTEC ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်မပြုဖို့အရက်ဖတ်အဖွဲ့စည်း300ကျော်တောင်းဆိုတဲ့သတင်းပါအကြံဖက်စစ်ကောင်းဆောင်မဲအောင်လိုင်းကို BIMSTEC ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်မပြုဘဲ အဖွဲ့ဝင်အဖြစ်ကဖယ်ရှားပေးဖို့ထိုင်းဝင်ကြီးချုပ်နဲ့တကွ BIMSTEC အဖွဲ့ဝင်နိုင်ငံအစိုးရတွေကိုအရက်ဖက်အဖွဲ့စည်း319ဘွဲကတောင်းဆိုလိုက်ပါတယ်။လာမယ့်ဧပြီလ3ရက်နေ့မှ4ရက်နေ့အထိဘန်ကောက်မြို့မှာကျင်းပဖို့ပြင်ဆင်နေတဲ့ BIMSTEC ထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်လို့ထိုင်းနိုင်ငံအစိုးရနဲ့ BIMSTEC ခေါင်းဆောင်တွေကအကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို BIMSTEC ထိပ်သီးဆွေးနွေးပွဲသို့တက်ရောက်ခွင့်တားဆီးပေးဖို့တောင်းဆိုလိုက်တာပါ။ BIMSTC အစည်းအဝေးနဲ့အခမ်းအနားအလုံးကအကြံဖတ်ဆေးအုပ်စုကိုယ်စားလှယ်တွေအလုံးကိုဖယ်ရှားခြင်းဖြင့်တရားမဝင်ဆေးအုပ်စုကျူးလွန်တဲ့နိုင်ငံတကာယာဇဝမှုတွေကိုစန့်ကျင်ရပ်တည်ပေးဖို့တောင်းဆိုထားပါတယ်။ဒါအပြင်အကြံဖတ်စစ်ကောင်စီကပြည်သူပေါင်း28900ကျော်ကိုဥပဒေမဲ့ဖမ်းဆီးခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုတိုးမြင့်လှုပ်ဆောင်လာခဲ့တာကြောင့်အရက်သားပြည်သူ ထိခိုက်ဒေဆုံးမှုအရေအတွက်လည်းမြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။ နိုင်ငံတွင်းရွှေ့ပြောင်းဒုက္ခသည်စခန်းတွေ၊စီပေးခန်းတွေ၊စာတင်ကျောင်းတွေနဲ့ဘာသာရေးအဆောက်အုံတွေအပေါ်တိုက်ခိုက်တာတွေအပါအဝင် လေးချောင်းတိုက်ခိုက်မှုပေါင်း4632ချိန်ထိပြုလုပ်ခဲ့ပြီးအရက်သားရှိရာနေရာတွေကိုလည်းတားမြစ်ထားတဲ့မီးလောင်ဘုံးကိုအသုံးပြုကာတိုက်ခိုက်တာတွေလည်းပါဝင်ပါတယ်။အဲ့ဒီလေးချောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူ2603ဦးနဲ့အထက်သေဆုံးခဲ့ပြီး4184ဦးကျော်ဒဏ်ရာရရှိခဲ့တဲ့ ဲ့ဒီရာဇဝတ်မှုတွေရဲ့ရလက်အနေနဲ့လူပေါင်း၃တန်းကျော်ဟာအခုအခါနေရဲစွန့်ခွာထွက်ပြေးတိမ်းရှောင်နေခဲ့ကြရတယ်လို့ထောက်ပြပါဗျ။ဒါကြောင့်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့အကြမ်းဖက်ဆဲအုပ်စုကို ဖိတ်ကြားထားမှုမယုံသိမ့်ပါကအခမ်းအနားတွေကို တက်ရောက်တာမပြုဖို့နဲ့အထူးကိုယ်စားလှယ်ကမြန်မာပြည်သူတွေရဲ့လူ့အခွင့်အရေးဒီမိုကရေစီစံနှုန်းတို့ကိုပံ့ပိုးသောအဖွဲ့ဝင်နိုင်ငံများအနေဖြင့်တရားဝင်အစိုးရအဖြစ်စေအုပ်စု၏မှားယွင်းသောပြောဆိုချက်များကိုလူသိရှင်ကြားညင်းပယ်ကြရန်တိုက်တွန်းတောင်းဆိုထားပါတယ်။အာဆီယံခေါင်းဆောင်တွေရဲ့တုံ့ပြန်မှုကိုမျှော်လင့်ချက်များစွာနဲ့စောင့်မျှော်နေသလိုတစ်ချိန်တည်းမှာခေါင်းဆောင်တွေရဲ့လှုပ်ဆောင်ချက်တွေကမြန်မာပြည်သူများပေါ်ပံ့ပိုးကူညီနေတာလားသို့မဟုတ် တရားမဝင်အကြမ်းဖက်စစ်အုပ်စုကိုပံ့ပိုးကူညီနေလာလားဆိုတာဆက်လက်စောင့်ကြည့်သွားမယ်လို့အရက်ဘတ်အဖွဲ့စည်း319ဘွဲကတောင်းဆိုလိုက်ပါတယ်ဆလတ်တင်ဆက်ပေးမဲ့တရင်ကတော့အကျန်းဖတ်ဆေအုစုကဆလင်းမျိုးနဲ့အတွင်း Jet Fighter နဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပြုလုပ်နေတဲ့တရင်ပါအကျန်းဖတ်ဆေအုစုကဆလင်းမျိုးနဲ့အတွင်းကတညောင်ရွာကိုဒီကနေ့မနက်ပိုင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှု၅ချိန်အထိပြုလုပ်ခဲ့တယ်လို့စစ်ရေးတရင်ရင်းမြစ်တွေထံကသိရပါဗျာ အချမ်းဖတ်ဆေးဥစုရဲ့မကွေးလီတက်ကတက်လာတဲ့ Jet Fighter ကဒီကနေ့မနက်မတ်လ31ရက်မနက်8:00နာရီ12မိနစ်နဲ့8:00နာရီ15မိနစ်အချိန်မှာဘုံကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး8:33နာရီမိနစ်အချိန်မှာတော့အတွဲလိုက်ဘုံကျဲချတိုက်ခိုက်ခဲ့တာပါဒါအပြင်၈နာရီ36မိနစ်အချိန်မှာတော့အတွဲလိုက်ဘုံ၃ချိန်ကျဲချခဲ့တယ်လို့၈နာရီ38မိနစ်မှာတော့ထပ်မံပြီးအတွဲလိုက်ဘုံကျဲချတိုက်ခိုက်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေထံကသိရပါဗျ။ဆလင်းမျိုးနယ်ကံပြာရွာ အနောက်ဘက်မိုင်းနိုင်အမှတ်78ကိုလည်းအကြံဖတ်စစ်တပ်ကဒီကနေ့မှတ်တမ်းမှာပဲလေကြောင်းတိုက်ခိုက်မှုတစ်ချိန်ပြုလုပ်ခဲ့ပါတယ်။မြမတနိုင်ငံလုံးအတိုင်းအတာနဲ့ငလျင်တန်းပြင်းထန်စွာကြုံတွေ့နေရချိန်မှာအကြံဖတ်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေတောက်လျှောက်ပြုလုပ်နေတာပါ။အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်ငလျင်ဘေးကြောင့်ထိခိုက်ဒဏ်ရာရသူများအားအသက်ဘေးမှလွတ်မြောက်စေရေးအတွက်အစွမ်းကုန်ကူညီကြရန်နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီများဆောင်ရွက်နိုင်ရန်အတွက်ငလျင်တန်းတင့်ဒေသများနဲ့ဆက်ဆက်သောခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွှဲပြီးထိုးစစ်အားလုံးရက်တတပတ်နှစ်ပတ်ကြာရက်ဆိုင်ထားရန်လိုအပ်တဲ့အကူအညီနဲ့ကာကွယ်စောင့်ရှောက်မှုများပေးရန်ညွှန်ကြားထားပါတယ်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဟုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချေမှုန်ရေးလူထုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မြို့နယ်မှာအောင်လန်လွင့်မြီဒေါင်းသွင်းနီတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါဗျာ။ ဆန္ဒပြဒေါ်လန်ပြည်သူတွေကအွန်လန်လွှင့်မြီဒေါင်းသွေးနေတဲ့ဗိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရမပင်မြို့နယ်မှာအွန်လန်လွှင့်မြီရွှေကြီးတဲ့ဗိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတဲ့ဗိတ်ကိုပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြဒေါ်လန်ပြည်သူတွေကအွန်လန်လွှင့်မြီရွှေကြီးတဲ့ဗိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရမပင်မြို့နယ်ရဲ့နောက်ပြန်မလဲကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအကျန်းဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါဗျာ တော်လန်ပြည်သူတွေကနောက်ပြန်မလဲကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားတွေကိုကင်ဆောင်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟေ့ကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လန်ပြည်သူတွေကနေမည်မငိမ့်တက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်ဒါကတော့မတ်လ31ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။